င်ပသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျေဇာသတင်းချန်နယ်မှာဒီကနေ့မတ်လ12ရက်နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးဖြတ်ကြည့်ရှုနားဆင်ပေးဖို့မြေတားရက်ခံအပ်ပါတယ်ခင်ဗျာကိုရကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဗထောင်မြို့နယ်မှာအေးအေးရဲ့ထိုးစစ်ကအုပ်ရှိပင်မြို့အနီးကိုရောက်ရှိလာပြီးစတက်ဘက်ကထိခိုက်သေးဆုံးဒဏ်ရာရရှိသူအလုံးများပြားကဈေးရုံမလောင်းကားတာကြောင့်ပြည်ဒါကစားနဲ့မျိုးတော်ခံမမှာပါ ယာယီစယုံနေဖွင့်လင့်ကူးတာနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းပထောင်မြို့နယ်မှာအေးအေးရထိုးစစ်ကြောင့်ညောင်ချိုးတက်စခန်းမှာစကောင်းစီတံများအုတ်ရှိပင်မျိုးတို့ပြန်လည်ဆုတ်ခွာနေပြီးတိုက်ပွဲတွေဟာအုတ်ရှိပင်မျိုးအနည်းတို့ရောက်ရှိလာပြီးဖြစ်တယ်လို့ဒေသနေပြည်သူတွေနဲ့အုတ်ရှိပင်ခြေဆိုင်တပ်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလမှစတင်ပြီးပဲခူးတိုင်းပထောင်မြို့နယ်ညောင်ချိုးတက်စခန်းမှာအေးအေးနဲ့စကောင်းစီတံများကြားတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းထို့နောက်တိုက်ပွဲများဟာဆက်တိုက်ပြင်းထန်ခဲ့ပြီးစကောင်းစီတံများကလေကြောင်းမှတဆင့်အကြီးကျယ်ခူးခံခဲ့ကြောင်း တို့ရမှာတိုက်ပွဲများနှစ်လနီးပါးကြာမြင့်လာခြင်းမှာတော့စကောင်းစီတံများဟာညောင်ကျိုးတက်စကမ်းမှာစတင်ဆုတ်ခွာပြီးအုတ်ရှိပင်မျိုးမှာခိုးကန်စေပြင်ဆင်နေတယ်လို့အုတ်ရှိပင်မျိုးအခြေဆိုင်တက်တရင်ရေးမြစ်ကဆိုပါတယ်ဒီမန်းနေ့မတ်လ7ရက်နေ့မှာပထောင်မျိုးနဲ့ညောင်ကျိုးစကမ်းကိုအေအေးရဲ့ဒိုးစက်ကကျော်လွန်လာကအုတ်ရှိပင်မျိုးဤသို့ဦးတည်ရောက်ရှိလာနေကြောင်းစတက်စကြောင်းများနဲ့စကူတွေဟာအုတ်ရှိပင်မျိုးမှာပြန်လည်အင်အားစုစည်းနေကြောင်းသိရပါတယ်အေအေးရဲ့ဒိုးစက်ကအုတ်ရှိပင်မျိုးတဲ့ထိတော့မရောက်သေးဘူးမျိုးနဲ့တော့တော်တော်နီးနေပါပြီစေရေးကတော့ပြင်းထန်နေတယ် စကားတွေတအဆင်များတယ်။တောင်ပေါ်ကဒဏ်ရာရတဲ့စစ်သားတွေကိုပြန်တဲထုတ်နေတယ်။ထိုးစစ်ကအောက်ရှိပင်မျိုးဘက်ကိုဦးတည်လာနေပြီလို့ပြောလို့ရပါတယ်။စစ်တပ်ကတော့လေချောင်းတက်ခိုင်းမှုရောလက်နက်ကြီးတွေတခြားလုံးဖိကတ်နေတယ်လို့အောက်ရှိပင်မျိုးအခြေဆိုင်စီရေးတရင်ရေးမြစ်ကပြောဆိုပါတယ်။ဒါပြင်ချမ်းမတ်စစ်တပ်ရဲ့စစ်ကူစစ်ကြောင်းများမှအောက်ရှိပင်မျိုးမှာအကြီးအကျယ်စစ်ပြင်းစင်တွေကမျိုးကိုအခြေပြုထားတဲ့အမြောက်တပ်စခန်းများကလည်းလက်နက်ကြီးများနဲ့တခြားလုံးဖိကတ်နေကြောင်းလက်ရှိအောက်ရှိပင်မျိုးအနီးမှာစစ်တပ်ရဲ့လက်နက်ကြီးဖိကတ်တပ်များကိုကျဲလောင်စွာကြားနေရကြောင်း စကောင်းစီရဲ့စီးရင်နှံများဟာလည်းအိုရှိပင်ဗထောင်လမ်းမိုက်မှာအတက်အဆိတ်များပြားနေကြောင်းသိရပါတယ်။လက်ရှိမှာအိုရှိပင်မျိုးပေါ်တို့အေရဲ့ထိုးစစ်တွေဦးတည်နေတာကြောင့်အကြမ်းမဲ့စစ်တပ်ကတင်တန်းစင်စမှုတန်တတရာပေါင်းများစွာကိုညောင်ကျိုးစခန်းနဲ့အိုရှိပင်မျိုးတို့ပို့ဆောင်တိုက်ခိုက်နေကြောင်းတို့ရမှာတိုက်ပွဲတွင်စမှုတန်တတတက်များတည်ဆုံးသူနဲ့တန်ရန်ရရှိသူအလို့များပြားနေတဲ့ပြင်စကုစကြောင်းတွေဟာတပြက်တည်းအထိကစင်ကလေးအပြန်လဲဆုတ်ခွာလာရမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ညောင်ကျိုးမှာတန်ရန်ရနေတဲ့စသားတွေကိုပြည်တကာစားနဲ့အနီးနားကတပ်စခန်းတွေနဲ့ တိုင်းနဲ့စရုံတွေမှာကုသပေးနေရပါတယ်။ဒါတောင်ကရင်မလောက်လို့မျိုးတော်ခမ်းမမတောင်ယာယီစရုံအဖြစ်ကရင်နေချပြီးတော့ကုသနေရတယ်လို့ပြည်မျိုးခြေဆိုင်တပ်တရင်ရင်းမြစ်တခုကဆိုပါတယ်။လက်ရှိမှာအေးအေးကဒိုးစစ်တွေကိုရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့အေယာဝရီတိုင်းဘဝိုးတိုင်းနဲ့မကွေးတိုင်းတွင်းထိဒိုးပွားဝင်ရောက်တိုက်ခိုက်လျက်ရှိတယ်လို့အာရခတ်တပ်တော်အေးအေးကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မန္တလေး PDF က MNDA နဲ့အနီးကပူးပေါင်းကဆေးရနာရှင်ချုပ်ငင်းကြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်ရေးဆက်လက်ကြီးတက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပြည်သူ့ကွယ်ရေးတက်မတော်မန္တလေးအနေနဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော် MNDA နဲ့အနီးကပ်ပူးပေါင်းလက်တွဲကဘုံရန်သူဖြစ်တဲ့အကြံပတ်ဆေးရနာရှင်ချုပ်ငင်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးမှာဆက်လက်ကြီးတက်သွားမယ်လို့ထုတ်ပြန်ပါတယ်။ယမန်နေ့မတ်လ17ရက်နေ့မှာကြာရောက်တဲ့ MNDA ရဲ့36နှစ်ပြည့်တက်မတော်နေ့တို့မန္တလေးပြည်ကပေးပို့တဲ့ဂုံပြူးတဝင်တော်မှာထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါတယ်။ ဒီဇိုင်းကုန်ဆက်စင်ရေပထမလိုင်းနဲ့ဒုတိယလိုင်းတို့ရဲ့အောင်မြင်မှုများနဲ့တူကိုကံမျိုးသားတို့ရဲ့ပြီးမြောက်ခဲ့ပြီဖြစ်တဲ့အိမ်ပြန်ခရီးတို့ကလည်းကျွန်တော်တို့ကထိုးပင်ဝန်တာပီတီဖြစ်ရပါတယ်လို့မန္တလေးပီတီကထုတ်ပြန်ထားပါတယ်။ဒီဇိုင်းကုန်ဆက်စင်ရေဟာဆေးရနာရှင်အပိတိုင်ချုပ်ငင်းရေးအမျိုးသားဒန်တို့ရေးနဲ့ကိုပိုင်ပြတ်တက်ခွင့်ရရှိရေးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးတို့အတွက်များစွာအထောက်အကူပြုခဲ့ပြီးမန္တလေးပီတီရဲ့အနေနဲ့ MNDA အပါအဝင်မာမိတ်တော်လိုင်းရေးဖွဲ့များနဲ့ပူပေါင်းလှုံ့ဆော်နိုင်ကြတဲ့ပေါ်ခုံလို့ရလို့ဆိုပါတယ်။ဒါကြောင့်မန္တလေး PD အနေနဲ့ မပြီးဆုံးသေးတဲ့တော်လန်ရေးခေချမ်းရဲ့ရှေးနာကမှလည်းနောင်တော်တော်လန်ရေးဖွဲ့စည်းကြီးဖြစ်တဲ့ MNDA နဲ့အနီးကပ်ပူးပေါင်းကဘုံရန်သူဖြစ်တဲ့ဂျမ်ဘတ်ဆေယနာရှင်စနစ်ချုပ်နှိမ်ရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးမှာဆက်လက်ချီတက်သွားမှာဖြစ်ပြီးတော့၎င်းတို့ဆုံးမထားတဲ့ဒေသတွေမှာနေထိုင်ကြတဲ့ပြည်သူများရဲ့လူမှုစည်းဝါးအဆင်ပြေစေရေးနဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်းလှုပ်ဆောင်မယ်လို့အသိပေးထားပါတယ်။ဒါ့အပြင်ဒီကနေ့ကြာရောက်တဲ့36နှစ်မြောက်တမတော်နေ့မှာစလို့ MNDA ဒုတိယတဲ့အုပ်ချုပ်ရေးကော်မတီနဲ့ကိုကံအမျိုးသားတို့ပါဝင် ိုင်းရင်းသားပေါင်းစုံပြည်သူလူထုအနေနဲ့၎င်းတို့ဒေသမှာရှိတဲ့ပြည်သူလူထုရဲ့ရည်မှန်းချက်များအပြည့်အဝအောင်မြင်အောင်ပြည်တော်စုတရအလုံးတိုင်းရင်းသားပြည်သူလူထုအားလုံးရဲ့ရည်မှန်းချက်များအပြည့်အဝအောင်မြင်ရန်ဆုတောင်းပေးထားပါတယ်။မန္တလေး PDF ဟာ30ခုဒုတိယလိုင်းလို့ခေါ်တဲ့ရှမ်းမဆက်စင်ရင်မှာစင်ကူနောင်ချိုမိုးကုန်းနဲ့မုံမိတ်မျိုးတိန်တိုက်ပွဲတွေကိုမာမိတ်တပ်တွေနဲ့ပူးပေါင်းပြီးတော့အောင်မြင်စွာဆင်နွှဲခဲ့ပါတယ်။ဒါပြင်မရရမျိုးနဲ့အရှိချားမှာရှိတဲ့စစ်တပ်စခန်း40ခန်းကိုသိမ်းပိုက်ထိန်းချုပ်ပြီးမရရမျိုးနဲ့အရှိချမ်းတစ်ခုလုံးကိုလည်းထိန်းချုပ်ထားပါတယ်။ ရခိုးကမှမရရတပိတ်ချင်းနဲ့နောင်ချိုမျိုးနယ်တွေမှာစကောင်းစီတက်ကိုဆက်လက်တိုက်ခိုက်နေပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တွင်ကတော့လေချောင်းမှာခြာပေးတဲ့ရိခါတွေတော်လိုင်းတပွဲများထံရောက်ရှိမှုများနေတာကြောင့်ဒဲအိမ်များနဲ့စမ်းတက်ပြီးမှရိခါခြာပေးနေရတဲ့အထိဖြစ်နေတဲ့တွင်ကိုတင်ဆက်ပေးကြပါတယ်။စကောင်းစီတပွဲများထံလေချောင်းမှာရိခါခြာပေးရမှာမြေပြင်လမ်းကြောင်းပိတ်ဆို့ခံထားရပြီးတော်လိုင်းတပွဲများထံရောက်ရှိမှုများနေတာကြောင့်ဒဲအင်းများနဲ့စမ်းတက်ပြီးမှသာအောက်တို့ခြာပေးရသည့်အထိဖြစ်လာတယ်လို့သိရပါတယ်။စကောင်းစီတက်ဟာလေချောင်းမှာ လိုအပ်တဲ့လက်နက်ခဲယမ်းနဲ့ရေခါထုံများကိုတိုက်ပွဲနေရာသို့ပေးပို့ရမှာရေခါထုံများနဲ့လေချင်းတူတဲအိများကိုအရင်ချပေးနေတယ်လို့သိရပါတယ်။မြေပြင်ဖွဲ့တွေနဲ့ချိတ်ဆက်မင်းများမှုရပါတော့။အရင်ဆုံးတဲအိကိုချလိုက်တယ်။နေရာလွဲသွားမှာဆိုလို့တဲအိကြားတဲ့နေရာဝင်နေတယ်ဆိုရင်မီတာဘလောက်กว่าဆိုတာကြည့်ပြီးတဲအိတွေချလို့နေရာမှန်ပြီးဆိုမှနောက်ကနေလေချင်းတူတဲ့ရေခါထုံတို့ခဲယမ်းထုံတို့ကိုချတာပါလို့စီဒီအမ်ဘိုးကြီးစင်အောင်ကပြောပါတယ်။ရေခါထုံများကိုလေချောင်းမှပြင်မချမီတပတ်ပတ်ပြီးမှမြေပြင်ဆက်သွက်မှုတွေလုံးဆောင် တဲအိမ်များကိုဖြစ်ချစမ်းသပ်ပြီးမှရဲကားတို့များကိုချပေးခြင်းဖြစ်တယ်လို့ဆိုပါတယ်။လာနေချီပြီးတော့ဘိတ်ဆုပ်ခံထားရတဲ့တိုက်ပွဲတွေဖြစ်တဲ့အမ်းမောင်တော်နဲ့ပင်လယ်ဘူးတိုက်ပွဲတွေမှာစကောင်းစစ်ကချပေးတဲ့ရဲကားတို့တွေဟာတရင်နဲ့တမ္မဌာနချုပ်တို့ထံရောက်ရှိခြင်းမရှိဘဲနဲ့ဒေါ်လန်ရဲတပ်ဖွဲ့များကကောင်းယူတင်ဆက်သွားတဲ့ဖြစ်စဉ်များရှိခဲ့တယ်လို့သိရပါတယ်။ဒါပြင်ရခိုးလာတွင်ကချင်တိုက်ပွဲများမှာလည်းအချမ်းမဲ့စကောင်းစီတပ်ကိုချပေးတဲ့ရဲကားတို့များဟာကချင်လိုလက်ရည်တပ်မတော် KIA နဲ့ပူးပေါင်းတပ်များထံရောက်ရှိသွားတာကြောင့် ယခုလိုတဲရင်များနဲ့ဦးစွာစမ်းတက်ပြီးရိခါချပေးတဲ့လုံရံများကိုလုံဆောင်လာခြင်းဖြစ်တယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။စကောင်းစီကလက်ရှိမှာတိုက်ပွဲပြင်းထန်နေတဲ့ဗရောင်မျိုးနယ်မှာအညောင်ကျိုးစခန်းကိုလေချောင်းမှရိခါပေးပို့နိုင်ခြင်းမရှိတဲ့အတွက်ဒေသခံပြည်သူများကိုထမင်းထုတ်တွေပို့ခိုင်းနေတယ်လို့လည်းဒေသခံများထံကသိရပါတယ်။ဒါ့အပြင်ရခိုင်အေရဝတီဆက်တာပေါင်းနဲ့ငထိုင်းချောင်းရခိုင်ပဲခူးဆက်အညောင်ကျိုးရခိုင်နဲ့မကွေးဆက်နရေးကန်တို့မှနှီးကတိုက်ပွဲတွေဖြစ်ပွားနေခြင်းကြောင့်စကောင်းစီကလေရင် ပြကုမပေးနိုင်ကြောင်းစေရေးသတင်းရင်းမြစ်ထံကသိရပါတယ်။နောက်ထပ်ထမံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ထိုင်းနိုင်ငံဆုံကလာပူရီရဲ့ခေါက်ကွန်ကိမှာဂျိုရူအင်တာနက်စတားလင်21လုံးတက်ဆောင်လာတဲ့မြန်မာနိုင်ငံသားတဦးကိုဓာမြေပစ္စည်းများတရားမဝင်လက်ဝဲထားမှုနဲ့ထိုင်းကဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ထိုင်းနိုင်ငံကချနာပူရီ KI ဆုံကလာပူရီရဲ့ခေါက်ကွန်ကိမှာဂျိုရူအင်တာနက်စတားလင်စက်တော်ရေးဆန်21လုံးတက်ဆောင်လာတဲ့ကားကိုမောင်းနှင်လာတဲ့မြန်မာနိုင်ငံသားတဦးကိုဓာမြေပစ္စည်းများတရားမဝင်လက်ဝဲထားရှိမှုနဲ့ဖမ်းဆီးလိုက်တယ်လို့ထိုင်းသတင်းများကဖော်ပြပါရတယ်။ဒီကနေ့မတ်လ17ရက်နေ့မှာဖရဲသုံးစုလမ်းကြောင်းမှာတဆင့် ဂျိုရိုအင်တာနက်ဆက်သွယ်ရေးကိရိယာများနဲ့ဓာမြေကုန်ပစ္စည်းများကိုတရားမဝင်ဖျက်ကျော်ပို့ဆောင်နေတယ်လို့သတင်းရရှိတာကြောင့်ထိုင်းရနပိုင်များကစောင့်ဆိုင်းစစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ထိုင်းသတင်းမှာဖော်ပြထားပါတယ်။ဖမ်းဆီးခံရသူဟာကချနာပူရီခရိုင်မှာနေထိုင်သူအသက်33နှစ်အရွယ်ကိုညီနိုင်ဆိုးဖြစ်ပြီးဖမ်းဆီးခံရတဲ့ချိန်မှာမိခိုးရောင်တိုယိုတာကားနဲ့ခုံပစ္စည်းများတင်ပို့ရန်လှုပ်ဆောင်နေချိန်မှာဖမ်းဆီးခံရခြင်းဖြစ်ကြောင်းဖယားတုံးစုလမ်းကြောင်းမှတဆင့်ခုံပစ္စည်းများတင်ပို့ရန်လှုပ်ဆောင်ရမှာဓာမြေကုန်ပစ္စည်းများပေါဝင်နေတဲ့အတွက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း Starling Internet ဆက်သွယ်ရေးကိရိယာ22လုံး ပရင်တာငါးလုံးကိုတင်ဆက်ရမိခဲ့ကြောင်းသိရပါတယ်။လက်ရှိချိန်မှာကိုငင်းနိုင်စိုးကိုတရားမဝင်ပစ္စည်းများလက်ဝယ်ထားရှိမှုနဲ့ဖမ်းဆီးထားပြီးဘွယ်စားတဦးရဲ့ချိတ်ဆက်မှုနဲ့ဓာမြင့်ပစ္စည်းများကိုဗန်ကောင်းမြို့ကုန်းလောင်းရုံတစ်ခုမှာတည်ဆောင်လာခြင်းဖြစ်ကြောင်းထို့နောက်ဘုရားသုံးစုဘိတ်တို့ဘိုးဆောင်ရန်တဝက်လို့ဆိုကထိုင်းဘက်9500ရရှိခဲ့တယ်လို့ထွက်ဆိုခဲ့ကြောင်းထိုင်းသတင်းများမှဖော်ပြထားပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့နထိုးကြီးမှစစ်ကြောင်းကိုတိုက်ခိုက်မှုတွင်ဘုံမူဝင်းနိုင်ဦးနဲ့ဘိုးကြီးအောင်ကိုကိုပါဝင်စစ်တုံးမှ14ဦးရှင်ဖမ်းမိပြီး စတားလောက်29လောက်နဲ့လက်နက်44လက်တင်းဆက်ရရှိကစတားနှုတ်ထမ်းမှန်လင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။နထိုးကြီးမျိုးနဲ့မှာချမ်းမတ်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရမှာဘုံမှုဝင်လိုက်ဦးနဲ့ဗိုလ်ကြီးအောင်ခုကိုအပါဝင်စတုံးမှန်14ဦးအရှင်မီပြီးတော့စတားလောက်29လောက်နဲ့လက်နက်44လက်တင်းဆက်ရရှိကအချမ်းမတ်စစ်သားနှုတ်ထမ်းမှန်လင်းဝင်ရောက်ခဲ့တယ်လို့နထိုးကြီးပြည်ပဒက်ဖန်ဖို့စ်မြန်ချန်းခရိုင်မှတ်လေးတက်ရမှာတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ9ရက်နေ့မှာနထိုးကြီးမျိုးနဲ့ဝလူရဲစခန်းကိုရောက်ရှိနေတဲ့ ဓမ္မတရားတက်လောက်ခံခါလိုက်ရ23ခါလိုက်ရ293တရဦးလေးချောင်းရံကားခွေရေးတက်နဲ့တရဦးမှရဲများပူပေါင်းထားတဲ့အင်အားနဲ့အခန့်ပါစစ်ကြောင်းကိုဗျူဟာမှုစေအောင်ဘုံမှုဝင်နိုင်ဦးနဲ့ဘုံမှုမင်းကျောင်းအောင်တို့ကဦးစီးပြီးတော့ဂျယ်ရွေမိုးချေးဝါဘက်ကိုဦးတည်စစ်ကြောင်းထိုးလာခဲ့တယ်လို့သိရှိရပါတယ်။ထိုကဲ့သို့စစ်ကြောင်းထိုးလာတဲ့ဂျမက်စကောင်းစီတပ်သားများကိုဂျယ်ရွေမိုးချေးဝါအနေမှာနထိုးကြီးပြည်ပဲ Defense Force NPDN နဲ့နထိုးကြီးမျိုးနဲ့ဘကဖပူပေါင်းတပ်တို့ကစတင်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဆိုပါထိတွေ့တိုက်ပွဲတွင်ဂျမက်စကောင်းစီတပ်သားများကို ဒေါ်လိုင်ရထပွဲများကဘိတ်ဆုတ်တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့်တိုက်ပွဲဟာပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်ဂျမတ်၁၁ပတ်မှ60မမ61မမလက်နက်ကြီးများနဲ့ပြေကူပေးတိုက်ခိုက်ခဲ့တဲ့ပြင်လေကြောင်းမှဂျာဖိုက်တာနဲ့၅ချိန်ပြေကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဒါပြင်တိုက်ပွဲတွင်ဂျမတ်၁၁ပတ်မှဘုံမှုဝင်လိုက်ဦးဘူကြီးအောင်ကုတ်ကိုအပါဝင်စတုံးမှန်၁၄ဦးနဲ့စတားမတအလောင်း၂၉လောင်းရရှိခဲ့ပြီးတော့လက်နက်၄၄လက်နဲ့ကြီးအများပြတင်းဆက်နိုင်ခဲ့ကြောင်းဒါပြင်ယမန်နေ့မတ်လ၁၁ရက်နေ့မှာလည်းဝလူရဲစခန်းမှာစစ်သားနှုတ်ဒေါ်လိုင်းတစ်ဖွဲ့များထံလင်းဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။ လက်ရှိအခုဟာကစကောင်းစကမြန်မာတနေနိုင်ငံလုံးမှာရှိတဲ့တို့ရဲ့ဆင်းမင်းနာပြန်အကုန်လုံးကိုဖွင့်ပြီးတော့မှထိုးဆက်ဆင်လာတာပေါ့အဲဒီလိုထိုးဆက်တည်တဲ့မှာမှကျွန်တော်တို့မြန်ချမ်းခရိုင်ဘက်ကိုထိုးဆက်ဆင်လာတယ်ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်တာကလည်းဖေဖော်ဝါရီလ26ရက်နေ့ကလေးကစဖြစ်တာပေါ့အခု9ရက်နေ့ဖြစ်တဲ့တိုက်ပွဲကတော့နောက်ဆုံးထိတွေ့မှုဖြစ်တဲ့တိုက်ပွဲပါလို့နတိုဝီပီပယ်ဒက်ဖန်ဖို့စ်မြန်ချမ်းခရိုင်မှာလက်တက်ရဲမှပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်ထိုကဲ့သို့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ဂျမတ်စစ်တပ်စစ်ကြောင်းဟာအထူးကြိုက်ကြဆုံများစွာနဲ့ဒဏ်ရာရစစ်သားများကိုခေါ်ဆောင်ပြီးတော့ လေချောင်းပြက်ကူယူကဝလူရဲစကန်းတို့ပြန်လဲဆုတ်ခွာသွားတယ်လို့သိရပါတယ်။ဒုကဲတို့တိုက်ခိုက်မှုတွင်ပြည်သူ့ကွယ်ရေးတပ်မတော်ဘက်မှလထိုးကြီးမျိုးနယ်ဘက်ကဖရဲဘော်၃ဦးမြင်းမြတ်စွာအသက်ပေးလူခဲ့ရပြီးလထိုးကြီးမျိုးနယ်ဘက်ကဖရဲဘော်၃ဦးနဲ့ MPDM မှရဲဘော်၃ဦးတို့ထံရရရှိခဲ့ကြောင်းအဆိုပါတိုက်ပွဲဟာအရင်နေ့ညနေ၄နာရီမှာပြုဆုံးခဲ့ပြီးဒေါ်လန်ရဲဘော်များအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတမန်တင်ဆက်ပေးခြင်းနဲ့တရင်ကတော့ရဲမျိုးနယ်ခွန်တူးကျေးွာထိမှရှိတဲ့စစ်တပ်ကင်းမုံးကိုရေဘလူးဘက်ကဝန်ရောက်တိုက်ခိုက်စဉ် ခင်ဝင့်နေတဲ့စစ်သားများအားလုံးထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မွန်ပြည်နယ်ရေမြုံနယ်ခွန်တူးချေးဝါထိပ်မှာရှိတဲ့အကြမ်းမတ်စစ်တပ်ခင်ဘုံနေရာကိုရေဘလူးဘွဲကဝင်ရောက်တိုက်ခိုက်ဆံမှာခင်ဝင့်နေတဲ့စစ်သားများအားလုံးထွက်ပြေးသွားတယ်လို့ရေဘလူးဘွဲခေါင်းဆောင်ကပြောဆိုပါတယ်။ရမန်နေ့မတ်လ17ရက်နေ့မှာခွန်တူးချေးဝါမှာရှိတဲ့ပြည်သူများဖျက်ဆီးသွားလာနေတဲ့လမ်းကိုပိတ်ဆို့ပြီးခင်ဘုံချထားတဲ့အကြမ်းမတ်စစ်တပ်ခဲကိုရေဘလူးဘွဲကဝင်ရောက်တိုက်ခိုက်ဆံမှာစကောင်းစီတပ်သားများကပြန်လည်တိုက်ခိုက်ခြင်းမပြုဘဲထွက်ပြေးထိန်းချောင်သွားတယ်လို့သိရပါတယ်။ကျွန်တော်တို့ဒီနေ့ခွန်တူးချေးဝါထိပ်မှာ တို့အပေါ်ကရွာသားတွေဖြတ်တန်းသွားလာလို့မရအောင်လမ်းကိုကြောက်ကားနဲ့ပိတ်ထားတာကြပြီကျွန်တော်တို့တခါတိုက်ပွဲဖြစ်ခဲ့တဲ့နေရာပေါ့အခုအရင်းနေရာကိုချင်းမုံရိတ်ဒီကနေ့ပြန်ဆင်းတော့တို့တွေထွက်ပြေးသွားတယ်တို့မနေရဲကြဘူးကျွန်တော်တို့ခဲကိုတင်းဆက်ရလိုက်တယ်မိရှုဖြတ်စီလိုက်တယ်တို့ရဲ့ယူနီဖောင်းလေးပါမယူဘဲထွက်ပြေးသွားတယ်လို့ရေဘလူးဖွဲ့ခေါင်းဆောင်ကဆိုပါတယ်အဆိုပါဂွန်လူကြီးဝါထိတ်ရှိလမ်းမိုင်းကိုဂျာမန်စကောင်းစီတပ်သားများကကြောက်ကားများနဲ့လမ်းပိတ်ပြီးကင်းမုံချကခဲဖွင့်ဆစ်ဆင်းနေခြင်းဖြစ်ကြောင်းဒါပြင်ခဲကိုဖြတ်တန်းသွားလာတဲ့ပြည်သူများကိုလည်း အချမ်းမဲ့စကောင်းစီတသားများကစစဲချင်းများပြီးလောက်ခါဆိုင်ကယ်များကိုသာပေးဝင်ပြီးကားများကိုဝင်ခွင့်မပြုဘဲတရားဓမ္မတင်ဆက်မှုတွေလုံဆောင်နေခြင်းဖြစ်တယ်လို့ဒီဘလူးပွဲခေါင်းဆောင်ကဆက်လက်ပြောပြပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းနဲ့တရင်ကတော့ဒဝဲမမြိတ်တို့ထွားခွာလာတဲ့ငွေစက်ကိုတက်တာများနဲ့စကားများလိုက်ပါလာတဲ့ဆက်လက်ကိုတိုက်ခိုက်မှုတွင်စတက်ဘက်က20ဦးထက်မနည်းတေဆုံးကဆက်လက် RPG ထိမှန်ပြီးမိလောင်နေဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။ဒနေ့နေ့တိုင်းဒဝဲမမြိတ်တို့ထွားခွာလာတဲ့ငွေစက်ကိုတက်တာများနဲ့စကားများလိုက်ပါလာတဲ့ဆက်လက်ကိုတိုက်ခိုက်မှုတွင် စတက်ဘက်က20ဦးထပ်မံတဲ့တေဆုံးပြီးဆက်လီ RPG ထိမှန်ကမိလောင်ပျက်စီးခဲ့တယ်လို့လောင်လုံးမျိုးနဲ့ဗီဒိုကွက်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောဆိုပါတယ်ပြီးခဲ့တဲ့မတ်လ10ရက်နေ့ည7:00နာရီခန့်မှာဒဝဲမျိုးမှတရချောင်းမျိုးနဲ့စင်ပြူပြင်းစကန်ဘက်သို့ဆုံဆင်းလာတဲ့ငွေဆက်ကူတစ်တာများနဲ့စတားများလိုက်ပါလာတဲ့ဆက်လီတစည်းကိုဒဝဲခရိုင်တပေါင်းစုကဒဝဲမြေချောင်းတွင်းမှာခြားပြတ်တက်ခဲ့ကြရတိုက်ပွဲဟာ10မိနစ်ခန့်ကြာမြင့်ခဲ့ပြီးဆက်လီကို RPG ထိမှန်ကမိလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ် ထိုကဲ့သို့တိုက်ခိုက်မှုတွင်ဂျမတ်စကောင်းစီတပ်သား20ကျော်သေဆုံးပြီးဒုံးဆက်ခံထိုင်ရာရရှိခဲ့ကြောင်းတိုက်ခိုက်မှုပြပွားပြီးတဲ့နောက်ဒေါ်လိုင်းတပိုးဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အရိစလိက RPG ထိသွားတယ်။အရိမှာမီးလောင်ပြီးတော့မောင်းပြေးသွားတာ။ကျွန်တော်တို့ပြစ်လိုက်တာလည်းမနေဘူး။အခုကျွန်တော်တို့သိရတဲ့လောက်တော့ငွေစက်ကူတွေတင်လာတာ။ဒေတာတွေနဲ့အများကြီးတင်လာပြီးတော့ဒဝဲကနေမြေကိုပို့မှာ။ဘဏ်ချင်းချင်းလွှဲပြောင်းတဲ့ပုံစံမျိုးနဲ့ပုံမဲ့နေရာမှာဘဏ်မန်နေဂျာရဲ့ဘဏ်ဝန်ထမ်းတယောက်ရဲ့ပါတယ်လို့သိရတယ်။မြန်မာစစ်ပွားရေးဘဏ်ကဖြစ်နိုင်တယ်။ စကွေးလုံးစုံရေးတွေနဲ့စမှုတန်းတွေလည်းပါတယ်။ဇလေးပေါ်မှာအကုန်လုံးပေါင်းပြီးတော့လာကြတာစကွေးရင်ဟာ60နဲ့80ကြာရှိတယ်။သူတို့ကစက်ကလေးနဲ့နှစ်ဦးလောက်ပဲပြန်ပြစ်နိုင်တယ်လို့လောင်းလုံးမြို့နယ်ဗီဒိုကားကွက်ရေးတပ်ဖွဲ့ပြန်ကြားရေးတောင်းဝန်ခံရဲဘော်ရှယ်တို့ကပြောပါတယ်။ထိုကဲတို့တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မီးလောင်သွားတဲ့ဇလေးကိုဒဝဲနဲ့ချောင်းနေမော်ချားမှာရထားပြီးဇလေးပေါ်မှာတည်ဆုံသွားတဲ့စစ်သားအလောင်းလေးကို လာရောက်တဲထုတ်သွားတယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတင်နားဆင်ကြတဲ့သတင်းပိတ်သက်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုပါတဲ့ရင်ဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။ အားလုံးပဲကိုစနစ်ပြရှင်းလန်းချမ်းမြေကြပါစေခင်ဗျာ